ဟိုးရှိရှိတုန်းကမြခင်စိမ့်တွေနဲ့တာယာလာပတဲ့ရွာလေးတစ်ရွာရှိပါတယ်ဒီရွာလေးရဲ့အပြင်ဘက်တောနဲ့ထဲမှာတော့မာလစ်လို့ခေါ်တဲ့မကောင်းဆိုးဝါးမော့ဆရာတူဟာမောင်းမိုက်တဲ့ရဲတိုက်ကြီးထဲမှာနေထိုင်ပါတယ်မာလစ်ဟာသူ့ရဲ့မော့ပညာတွေကိုအသုံးပြုပြီးရွာသားတွေကိုဒုက္ခပေးတာကြောက်ရွံ့စေတာကိုမကြာခဏလုပ်လေးရှိပါတယ်ရွာထဲမှာတော့ကောင်းစားလို့ခေါ်တဲ့စိတ်ထားကောင်းပြီးရိုးသားဖြောင့်မတ်တဲ့ဒေါသလေးတစ်ယောက်ရှိပါတယ်ကောင်းစားဟာသူများတွေကိုကူညီရတာကိုဝမ်းသာပြီးအမြဲတမ်းပြောရှင်နေတတ်ပါတယ်သူကတဘာဝတရားကိုချစ်မြတ်နိုးပြီးတိရစ္ဆာန်လေးတွေကိုလည်းကျင်နာတတ်သူပါ ။တနေ့မှာတော့မာလစ်ဟာရွာရဲ့ရေတွင်းကိုရေခမ်း၆၀တဲ့မော်တစ်ခုနဲ့ဖန်တီးလိုက်ပါတယ်။ရွာသားတွေဟာရေမရှိဘဲဒုက္ခရောက်ကြပြီ ဘလို့လောက်ရမှန်မသိဖြစ်နေကြပါတယ်ဒီဖြစ်ကိုမြင်တော့ကောင်းဆတ်ဟာတခြားသူတွေကိုကြောက်ရွံ့တုံလုံးနေမဲ့အစာတတိရှိရှိနဲ့မော့ဆီယာမာလစ်စီသွားရောက်ပြီးရေတွင်းကိုပြန်ကောင်းအောင်လုပ်ပေးဖို့တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်းဆတ်ဟာပန်းလေးတွေကိုပြီးတောနဲ့ထဲကမောင်မိုက်တဲ့ရဲတိုက်ကြီးစီရောက်သွားပြီးမာလစ်ကိုတွေးလိုက်ပါတယ်ကောင်းဆတ်ဟာဒီလိုပြောလိုက်ပါတယ်မော့ဆီယာကြီးရွာရဲ့ရေတွင်းကိုကျေးဇူးပြုပြီးပြန်ကောင်းအောင်လုပ်ပေးပါခင်ဗျာကျွန်တော်တို့ရေမရှိရင်အသက်ရှင်ပြီးရက်တီဖို့လည်းမလွယ်ပါဘူးလို့ကောင်းဆတ်ပြောလိုက်ပါတယ်မာလစ်ဟာကောင်းဆတ်ကိုပြန်ပြောလိုက်တယ်ဟဟ တော်သားလေးမင်းကငါ့ကိုစိန်ခေါ်ရတာလားငါရဲ့မော့ပညာကိုဘယ်သူမှမတားဆီးနိုင်ဘူးမာလစ်ဟာသူ့ရဲ့မော့ကြိတ်လုံးကိုဝေယံပြီးကောင်းဆောက်ကိုဒုက္ခပေးဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ကောင်းဆောက်ကမကြောက်မရွံ့ပဲယဉ်ကျေးစွာနဲ့ပဲဒီလိုပြောလိုက်တယ် မော်ဆီယာကြီးရဲ့မောပညာဟာအင်မတန်အစွမ်းထက်တယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့ဒီစွမ်းအားတွေကိုသူများတွေကိုကူညီဖို့သုံးမယ်ဆိုရင်ပိုးပြီးတော့အတိတ်ပဲရှိမှာပါဒေါသနဲ့မကောင်းမှုကစိတ်ပြတ်အားငယ်စေပြီးစိတ်ကောင်းတဲ့ဂျင်နာမှုကသာစစ်မှန်တဲ့စွမ်းအားဖြစ်ပါတယ်ဂီလိုပြောလိုက်ပါတယ်ဒီစကားကြောင့်မာလစ်ဟာအံ့ဩသွားပြီးခဏတာစွန့်သွားပါတယ်ဘသူမှသူ့ကိုဒီလိုမျိုးစိတ်ကောင်းတဲ့ယဉ်ကျေးစွာပြောဆိုခနေတာမျိုးကိုမရှိခဲ့ပါဘူးအမြဲတမ်းကြောက်ရွံ့ပြီးတုန်လှုပ်နေကြသူတွေသာတွေးခဲ့ရတာပါမာလစ်ရဲ့စိတ်ထဲမှာတခုခုယုတ်တည့်ရဲ့ပြောင်းလဲသွားပါတယ်ခေါင်းဆက်ရဲ့စိတ်ရင်ကောင်းကိုမြင်ပြီးသူ့ရဲ့ ်မကောင်းမှုတွေအတွက်နောင်တရသွားပါတယ်။သူဟာမော်ကြိမ်လုံးကိုအောက်ချလိုက်ပြီးမင်းမှန်ပါတယ်တော်သားလေးငါ့မှာစွမ်းအားတွေရှိပေမဲ့ငါဟာတကယ်တမ်းကျတော့ပျော်ရှင်ခြင်းမရှိဘူးမင်းရဲ့စိတ်ကောင်းကိုငါလေးစားပါတယ်။မာလစ်ဟာချက်ချင်းပဲမော်ပညာကိုအသုံးပြုပြီးရေတွင်းကိုပြန်လဲပြေးဝလာအောင်လုပ်ပေးလိုက်ပါတယ်။နောက်ပိုင်းဟာသူ့ရဲ့မောင်မိုက်တဲ့မော်ပညာတွေကိုဆွန့်လွတ်ပြီးလူတွေကိုကူညီတက်တဲ့လူတစ်ယောက်ဖြစ်ပြီးကောင်းတဲ့မော်ဆရာတဝူဖြစ်ပြောင်းလဲသွားပါတယ်။ ဒီပုံပြင်ကနေပြီးကျွန်ုပ်တို့ဟာမကောင်းမှုအလုံးဟာစိတ်ကောင်းတဲ့ယဉ်ကျေးမှုရှိမှအရှုံးပေးရတတ်တယ်ဆိုတာကိုသင်ခန်းစာပေးပါတယ်အစွမ်းထက်တဲ့မောပညာထက်စိတ်ကောင်းရှိခြင်းကသာအကြီးမားဆုံးသောစွမ်းအားဖြစ်ပါတယ်